ဟယ်လိုညကီတို့ညီမတို့ကျော်ဒီနေ့မှာတော့စပိန်မစည်းခင်နဲ့စပိန်စီးပြီးမှာဩလှုပ်တဲ့ဂျော့ရှော်နီလေးပေါ့နော်ဝေးပူလေးခြင်းကလေးဒါလေးကျွန်တော်လှုပ်တဲ့ဟာလေးပြမယ်နော်အများကြီးရှိရဗျတချို့လှုပ်လှုပ်တဲ့ဟာလေးအများကြီးရှိရနော်လေးခြင်းကလေးလှုပ်နိုင်တော့ကောင်းတယ်ဗျဒါမှကျွန်တော်လှုပ်တဲ့ဟာလေးပဲကျွန်တော် sharing လုပ်ပေးမယ်โอเคတော့လည်းကြည့်ပြပါအောင်ဗျကြမယ်ဒီကောင်ကလှုပ်တင်တယ်ဗျဘာလို့လဲဆိုတော့ကြောရှော့တာပေါ့နော်အရင်ဆုံးကျွန်တော်ခေါင်းဆိုလို့ရှိရင်ကျွန်တော်လှုပ်တဲ့ဟာက ဒီလိုအပေါ်အောက်ကိုသွားတယ်ပြီးရင်ဘေးတိုက်သွားတယ်10စက္ကန့်လောက်ကြီးပေါ့နော်ပြီးရင်ဒီလိုတပတ်လှည့်မယ်ဘယ်လှည့်မယ်ညာလှည့်မယ်โอเคဒါခေါင်းတိုင်းခေါင်းမိုက်ပြီးသွားလို့ရှင်လက်ကြက်ဆိုရင်ကျွန်တော်လှုပ်တာဒီလိုလှုပ်တယ်ပြီးတော့ဒီလိုလှုပ်တယ်โอเคပြီးတော့ဒီလိုလှုပ်တယ်ဒီလိုလှုပ်เนาะပြီးရင်လက်ကိုမာပြီးရင်ဒီမှာโอเคအားလုံးပေါ့အဲ့မျိုးတွေအကုန်လုံးကဟိုပါပေါ့တစ်ခုလှုပ်ရင်10စက္ကန့်လောက်ကြီးပေါ့နော်ပြီးရင်ကျွန်တော်ခါ ခါကြတော့ကျွန်တော်ကဒီလိုဒီလိုသွားတယ်နော်ဒီလိုဒီလိုသွားတယ်ဟုတ်ပြီပြီးရင်ဒီလို white တယ်ပြီးရင်ဒီလိုပြန် white โอเคဒါခါခါပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဒူကောင်းတဲ့ဟိုဟာနဲ့ကြော့ရှော့ကျွန်တော်ဒီမှာနော်ဒါလိုပေါ့နော်ဟွပြီးလို့ရှိရင်ကျွန်တော်လေးဒီလိုဆွဲထားမယ်โอเคပြီးရင်ဒီဘက်ခြေတော့ ဖြစ်ပြီးရင်နောက်တစ်ခုကစပိန်ရှိရင်စပိန်ပေါ့နော်စပိန်မရှိလို့ရှင်လဲအခုခုနဲ့ပေါ့နော်ဒီလိုသွားမယ်အဲကျွန်တော်တိတ်အောက်ကဟာတိတ်ပြီးတော့မလွတ်ချင်လို့ပေါ့နော်ဒီလိုလေးသွားပြီးတော့ဒီလိုလေးဒီလိုလေးသွားโอเคပြီးလို့ရှိရင်ဒါမျိုးလေးဒါမျိုးလေးနော်ဒါမျိုးလေးပြီးရင်ဒီဘက်ပေါ့နော်ဒါမျိုးလေးโอเคဒါကဒါမျိုးလေးလုတ်ပြီးပေါ့နော် ီနိုလေးလှုပ်ပေးဆိုတာကဟိုစပိန်စီးလို့ရှိရင်မစည်းခင်တစ်ခါစီးပြီးတစ်ခါအဲဒါလေးလှုပ်ဖို့ကိုအချိန်ကအဖြစ်ကတော့7မိနစ်ပတ်ဝန်းကျင်လောက်ကြာနိုင်တယ်ဒါမဲ့ကိုစီးလို့ရှိရင်အကျော်အချင်းဖြေရပါတော့အခုခါးတွေပါနေနာတယ်ဆိုတာအဲ့လိုပေါ့ဟိုလေ့ကျင့်ခန်းမလုပ်ဘဲနဲ့စီးရတော့အဲ့အဲ့အမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါလေးလှုပ်ဖို့ကျွန်တော်ကြံပေးခြင်းပါโอเค ွေဒီလောက်ဆိုရင်သဘောပေါက်ကြမယ်ထင်ပါတယ်အားလုံးပဲစပိန်ကိုအန်ရီကင်းစွာစီးနင်းနိုင်ကြပါစေโอเค thank you ညိုခီတို့ညီမတို့